ကိုကမန္တကယ်ကြိုးစားခြင်းနဲ့စိတ်အပြည့်ရှိပေမဲ့အဲ့ဒီစိတ်ကိုဘယ်လိုနေရာဘယ်လိုနယ်ပယ်မှာအသုံးချရမယ်မှမသိဘူးဖြစ်နေတယ်။တများတွေလိုအောင်မြင်မှုကလည်းမရသေးဘူး။တွေးလိုက်တိုင်းအနာဂတ်ကလည်းရှုပ်ထွေး ဝေဝါးနေတယ်။ယခုလက်ရှိအလုံးနဲ့ကိုဖြစ်ခြင်းနဲ့အနာဂတ်ကိုချိတ်ဆက်ကြည့်ပြန်တော့လေနည်းနည်းလေးမှအဆက်မှုကမရှိမြန်ဘူး။အဲ့ဒီလိုတွေသင်ခံစားနေရပြီဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်ကြည့်ပေးဖို့အကြံပြုပါရစေ။ မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာအပတ်စဉ်တင်ဆက်ပေးနေတဲ့ Mogen Daily Note Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာလည်းမိတ်ဆွေတို့ဘဝအတွက်အကျိုးရှိစေမယ့်ဗီဒီယိုတစ်ပုဒ်ကို အကောင်းဆုံးတင်ဆက်ပေးထားပါတယ်ခင်ဗျာဆက်ကြည့်အောင်နော်အထက်ကပြောခဲ့သလိုမျိုးတွေကြုံနေရပြီဆိုရင်တော့ကျွန်တော်တို့မပြည့်မနေရှားရတော့မယ့်အရာတစ်ခုရှိတယ်ကျွန်တော်တို့ကမိမိကိုမိမိနားမလဲသေး၍ပြန်ရှာမတွေ့သေးတဲ့ကတော့အရာရာကိုအလိုမကျမှုတွေကြောင့် ပျော်ရွှင်မှုတွေခက်ခဲလာမယ်။စိတ်ထင်ရှားကိုအကုန်လိုက်စူးစမ်းရင်းနဲ့ပဲအချိန်နေတာကုံသွားတယ်။ဘယ်နေရာမှမှတိုးတက်မှုကလည်းရှိမလာဘူး။အဲ့ဒီလိုအဖြစ်မျိုးတွေနဲ့ရင်ဆိုင်ရနိုင်တယ်။ကျွန်တော်လဲကြုံခဲ့ဘူးတော့အဲ့ဒီခံစားချက်ကိုကောင်းကောင်းနားလည်တယ်။ဒါပေမဲ့ကျွန်တော်ဘဝအတွက်အကူအညီဖြစ်စေမဲ့နီလန်ကောင်းအချို့ကိုလေးလာခွင့်ရခဲ့တယ်။မိတ်ဆွေတို့အတွက်လည်းများစွာအကူအညီရစေမှာဖြစ်လို့အသေးချာနားထောင်ကြည့်ဖို့ကိုတိုက်တွန်းပေးရစေခင်ဗျာ။ ကျွန်တော်တို့အမှန်တကယ်ဖြစ်ချင်တဲ့အိမ်မက်တွေလှုပ်ချင်တဲ့အလုပ်တွေနေချင်တဲ့ဘဝပုံစံတွေကိုပန်းနိုင်တကူးလို့ကိုယ့်ရဲ့မျက်လုံးထဲမှာအရင်ဆုံးသတ်မှတ်ကြည့်ပါဒီလိုသတ်မှတ်ပြီးသွားရင်ဆက်တွေးကြည့်ပါ လမ်းမပေါ်မှာလူအုပ်ကြီးတအုပ်ကပန်းနိုင်စီတို့ဆိုတဲ့ဆိုင်းဘုံကြီးကိုခိုင်းပြီးအတူတူပြေးနေကြတယ်ကိုကလည်းရောရောင်ပြီးသူတို့နဲ့လိုက်ပြေးနေပြီးတယ်အဲ့ဒီလိုပြေးနေရင်းနဲ့ပဲကျွန်တော်တို့ရဲ့စိတ်ထဲမှာမေခွန်းတွေနဲ့ရှုပ်ထွေးလာတယ်အဲ့ဒီမေခွန်းတွေကဘာတွေလဲဆိုတော့ ဒီလူတွေတမ်းမှတ်ထားတဲ့ပန်းနိုင်နဲ့ငါတမ်းမှတ်ထားတဲ့ပန်းနိုင်က တူရဲ့လားငါရဲ့ပန်းနိုင်ကအဲ့ဒီလမ်းမပေါ်မှာဒါမှမဟုတ်သူတို့ဥတည်ပြီးပြေးနေတဲ့ဘက်မှာတကယ်ရောရှိနေတာသိကြလားအဲ့ဒီလူမဟုတ်ဘဲနဲ့တခြားနေရာမှာရှိနေတာလားပြန်တွေးကြည့်ရင်ကျွန်တော်တို့ဘဝမှာလည်းအဲ့ဒီလူပါပဲကျွန်တော်တို့အလုပ်တစ်ခုကိုလုပ်နေတဲ့အခါမှာသမားတွေကပျော်နေပေမဲ့ကို့အတွက်ဖီအားလိုမျိုးဖြစ်နေတာတွေရှိတယ် ကိုကဘာအတွက်လုံနေရတယ်ဆိုတာမသိတော့အောင်ထိအတိဘယ်ပျောက်ဆုံးနေတာမျိုးတွေရှိတယ်။အဲဒီလိုနှစ်ချက်ကိုကြုံနေရပြီဆိုရင်အထက်ကပြောတဲ့မေးခွန်းတွေနဲ့ကိုကူကိုပြန်ပြီးတော့အချိန်ချင်းမေးကြည့်ပါမိတ်ဆွေ။ဒါဟာမိမိကိုမိမိပြန်လဲရှာဖွေခြင်းရဲ့အစပထမခြေလှမ်းပါပဲ။ပြီးတော့ကျွန်တော်တို့ဟာကိုကူကိုအမှန်တကယ်နားလည်သိရှိသွားဖို့စ조사ခဲ့တဲ့နောက်ဆုံးအချိန်ဟာဘယ်တော့ကလဲ။တကယ်ရောသိရှိဖို့အတွက်စ조사ခဲ့ဘူးရလား။ပြန်တွေးကြည့်ပါနော်။ ဘဝမှာလူအများစုကသူတို့ဘာတွေကိုလိုချင်လဲဘယ်လိုဘဝပုံစံတွေနေထိုင်ချင်လဲဆိုတာကိုတသက်လုံးရှာဖွေရင်းနဲ့ပဲအချိန်လေးကုံဆုံးသွားကြရတယ်။တချို့ဆိုရင်တယောက်ယောက်ကပြောလိုက်မှကိုယ့်ရဲ့အတွင်းစိတ်ကိုပူပြန်လဲတိသွားရတဲ့အဖြစ်မျိုးတွေလည်းရှိတယ်။ကျွန်တော်တို့မိမိကိုမိမိရှာဖွေကြည့်ဖို့အတွက်ကိုအခုပြောပြမယ့်အချက်တွေကအများကြီးအတားအဆီးဖြစ်နေတတ်တယ်။မိတ်ဆွေတို့အတွက်ရောဒီအချက်တွေကအတားအဆီးဖြစ်နေလားကြည့်ကြည့်ပါ။နံပါတ်1အလုံများလွန်ခြင်း နေ့စဉ်ဘဝမှာအလौဒတာဝင်တွေမိသားစုတာဝင်တွေက အချိန်ပြည့်ရှိနေတာကြောင့်မိမိကိုမိမိပြန်လဲရှာဖွေဖို့ကိုကျွန်တော်တို့မလုံးမိဘူးနမနေ့ချက်ပြင်ပလူများစွာနဲ့ပေါင်းသင်းနေရခြင်းလူတွေနဲ့ပေါင်းသင်းဆက်ဆံနေရတာကမကောင်းတဲ့အရာတော့မဟုတ်ဘူးဒါပေမဲ့တခါတလေလူသားထက်ပိုသွားတာကြောင့်ကို့အတွက်အချိန်မရှိတော့တဲ့အခါမိမိကိုမိမိပြန်လဲရှာဖွေဖို့ကျွန်တော်တို့မလုံးမိပြန်ဘူးနံပါတ်3ချက် အတွေးခေါ်အသည့်တွေပညာရဲ့အသည့်တွေနဲ့အလန်းဝေးနေခြင်းမိမိကဘာမှလည်းမသိဘူးဘာတွေလုံးသိနေဆိုတာလည်းမသိဘူးအဲ့ဒီတော့အတွေးမြင်အသည့်တွေကလည်းမရှိနေတဲ့အတွက်မိမိကိုမိမိပြန်လဲရှာဖွေဖို့မလိုဘူးလို့ကျွန်တော်တို့ထင်သွားနိုင်တယ်အဲ့ဒါကြောင့်မရှာပြစ်တာလည်းဖြစ်နိုင်တယ်နံပါတ်၄ချက်ကတော့အပြင်လူမှုဗီယာများကြားမှာရှင်းတန်းနေရခြင်းတဲ့လူမှုပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့အစဉ်အတန်းတွေမိသားစုတငယ်ချင်းတွေကခံယူထားတဲ့ စံသတ်မှတ်ချက်တွေကိုအမိလိုက်နေရင်းနဲ့ပဲမိမိကိုမိမိပြန်ရှာဖွေဖို့အတွက်ကျွန်တော်တို့တွေမလုံးမိပြန်ဘူးနံပါတ်5အချက်ထုံးစံအတိုင်းနေထိုင်နေခြင်းနဲ့နေ့စဉ်ဘဝပုံစံအတိုင်းပဲအဆင်ပြေနေတဲ့အတွက်မိမိကိုမိမိပြန်ရှာဖွေဖို့ကို အခွင့်အရေးမပေးမိဘူးစတဲ့5ချက်ကြောင့်လို့တတ်မှတ်နိုင်တယ်ဒါဆိုရင်မိမိကိုမိမိပြန်ရှာဖွေခြင်းဆိုတာကဘာလဲမိမိကိုမိမိပြန်ရှာဖွေဖို့ကတကယ်ရောအရေးကြီးလို့ရလား ဘာကြောင့်ရောအရေးကြီးလဲလေရှားဝေခြင်းကိုကျွန်တော်တို့ဘယ်လိုစတင်မလဲဘဝမှာလူတိုင်းကငါကဘယ်သူလဲငါဘဝရည်ရွယ်ချက်ကဘာလဲဆိုတဲ့မေးခွန်းတွေကိုတခါမဟုတ်တခါစဉ်းစားမိကြပါတယ်မိမိအစစ်အမှန် true self ကိုသိရှိခြင်းကလူတယောက်ရဲ့ဘဝပျော်ရွှင်မှုနဲ့ဘဝအောင်မြင်မှုတွေရဖို့အတွက်အရေးကြီးဆုံးသောချက်ပါပဲဒါပေမဲ့မိမိကိုမိမိပြန်ရှာတွေးဖို့ဆိုတာကအရန်လွယ်မနေသလို အရန်ခက်ခဲနေတဲ့ပုံစံလည်းမဟုတ်ပါဘူးမိတ်ဆွေအရေးကြီးတာကထိရောက်တဲ့နီလန်းတွေကိုတီထားဖို့ပါပဲအဲ့ဒီနီလန်းတွေကတော့နံပါတ်1မိငုံတချို့ကိုမေးကြည့်ပါကိုကိုကိုရှာတွေ့ဖို့အတွက်ကိုယ်တိုင်ပြန်လဲသုံးသပ်ခြင်းဆိုတာနဲ့ကျွန်တော်တို့စတင်ရမယ်ငါကဘယ်အရာတွေကိုပြောရှင်းစွာလုံနိုင်တယ်လဲငါဘဝအတွက်အတိတ်ပဲရှိတဲ့အရာကဘာလဲငါရဲ့စိတ်ကိုငြင်းငြင်းစေတဲ့အရာကဘာလဲ ဒီလိုမိကုန်းတွေကကျွန်တော်တို့ရဲ့ inner compass လို့ခေါ်တဲ့စိတ်ရဲ့အတွင်းပိုင်းလမ်းညွှန်မှုကိုကောင်းကောင်းရှာဖွေတဲ့အခါမှာများစွာအကူအညီပေးနိုင်ပါတယ်မိတ်ဆွေ။နံပါတ်2အချက်ကတော့ကိုယ်ပိုင်အားသာချက်တွေကိုပြန်ရှာသုံးသပ်ပါ။မိမိကိုမိမိပြန်ရှာတွေ့ဖို့အတွက်ကိုယ့်ရဲ့အားသာချက်တွေကိုတည်ထားမှရမယ်။ကိုကူကူယုံကြည်မှုရှိတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင်ကိုကဘယ်နေရာတွေမှာတော်လဲ။ကိုကဘယ်နေရာတွေမှာကောင်းလဲဆိုတာကိုသိနေဖို့လိုအပ်တယ်။ ပြီးလို့ရှင်မိသားစုတွေတငယ်ချင်းတွေလောက်ဖို့ကိုင်းမဲ့တွေကိုမေးကြည့်ပါငါရဲ့အားသာချက်တွေကဘာတွေလဲပြောပြပါလားဘယ်နေရာတွေမှာငါထံကအကြံဉာဏ်ကိုမင်းတို့ပို့ယူခြင်းမိကြလဲပြောပြပါလားဘယ်လိုအချိန်တွေမှာငါ့ကိုတကယ်လိုအပ်တယ်လဲအဲ့ဒီလိုလေးတွေမေးကြည့်ပါတခြားသူတွေမြင်တဲ့ကိုယ့်ရဲ့အရေးအချင်းတွေကတခါတရံမှာကိုကူကူမျှော်လင့်ထားတာထက်တောင်းမှပုံမူကောင်းနေတာကိုမိတ်ဆွေတွေ့မြင်ရမှာဖြစ်တယ်ပြီးရင်မိမိကိုမိမိပြန်မေးကြည့် ကိုယ်တော်လွယ်ကူပြီးတော့တခြားသူတွေအတွက်ခက်ခဲတဲ့အရာကဘာလဲနေ့စဉ်လုပ်နေတဲ့အလုပ်တွေထဲမှာဘယ်အရာတွေကိုအချိန်ကုန်သက်သာစွာနဲ့ငါကလုပ်နိုင်တယ်လဲရခင်ကဘာတွေကိုအောင်မြင်ခဲ့ဘူးလဲမိမိကိုမိမိပြန်လဲဂုံယူစရာဖြစ်ခဲ့ဘူးတဲ့အတွေ့အကြုံတွေ အကြောင်းအရာတွေကဘာတွေလဲဘာကြောင့်အဲ့ဒီလိုအောင်မြင်မှုချို့ကိုငါလုံးဆောင်နိုင်ခဲ့တယ်လဲစားတဲ့မိကုံးတွေနဲ့အဖြေရှားကြည့်ပါဒါကကျွန်တော်တို့ရဲ့အရေးချင်းတွေ အားသာချက်တွေကိုဖော်ထုတ်တဲ့နေရာမှာအရေးကြီးတဲ့သဲလွန်စာတွေပါပဲ။နံပါတ်3ချက်ကတော့ကိုယ့်ရဲ့စိတ်ပါဝင်စားမှုနဲ့ရည်ရွယ်ချက်တွေကိုရှာဖွေပါတဲ့။လူအများစုကိုအနာခံတဲ့ပတ်သက်ပြီးတခုတည်းသောရည်ရွယ်ချက်ကဘာဖြစ်မလဲလို့လိုက်မေးကြည့်ပါ။အများစုကအတိအကျမဖြေနိုင်တာကိုတွေ့ရမှာဖြစ်တယ်။အဲ့ဒါကမိမိကိုမိမိအသေးချာမသိရှိသေးခြင်းရဲ့လက္ခဏာတရပဲ။အမှန်တကယ်မိမိကိုမိမိအသေးချာနားလည်ထားမယ်ဆိုရင် ဘဝမှာတခုတည်းသောရည်ရွယ်ချက်တွေမျှော်မှန်းချက်တွေကိုအလွယ်ကူတည်ဆောက်နိုင်မှာပဲဖြစ်တယ်။နောက်ပြီးရင်ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ဦး။ငါဘာတွေကိုလုပ်ရင်းနဲ့ပျော်ရွှင်စွာနေထိုင်နိုင်မလဲ။ငါရဲ့ပတ်ဝန်းကျင်ကိုဘယ်လိုမျိုးအထောက်ပံ့တွေပေးခြင်းလဲ။ငါဖြစ်ချင်တဲ့ဘဝပုံစံအတွက်ဘယ်လိုမျိုးအရေးအသွေးတွေရောငါမှာရှိတယ်။ပြီးရင်လူတွေကိုဘယ်လိုကူညီနိုင်မလဲဆိုတာကိုတွဲတွေးကြည့်ပါ။နောက်ဆုံးချက်ဖြစ်တဲ့ နံပါတ်၄ချက်ကတော့အောင်မြင်ခြေလှမ်းတွေကိုစတင်ပါတဲ့ကျွန်တော်တို့မိမိကိုမိမိရှာတွေ့သွားပြီးကိုယ့်ရဲ့အတွင်းစိတ်တွေကိုယ့်ရဲ့အားသာချက်တွေကိုနားလည်လက်ခံသွားနိုင်ပြီဆိုရင်တော့ကိုယ်တကယ်ဖြစ်ချင်တာတွေအတွက်စူးစမ်းမှရတော့မယ်အဲ့ဒီလိုနေရာမှာကိုယ့်ရဲ့ခုနကပြောတဲ့စူးစမ်းခြင်းစိတ်ဆိုတာကိုကောင်းကောင်းအသုံးချပြလိုက်ပါဒါကြောင့်ကိုမတည်သေးတဲ့အရာတွေကိုလေ့လာပါကိုရှောင်းမဲ့လမ်းအတွက်အထောက်အကူမဖြစ်တဲ့အတွေးခေါ်တွေအထောက်အကူမဖြစ်တဲ့ပတ်ဝန်းကျင်တွေကိုဖယ်ထုတ်ဖို့စူးစမ်းပါ ကိုယ့်ရဲ့ပန်းနိုင်ကိုဖြည်းဖြည်းနဲ့မှန်မှန်စတင်လျှောက်လှမ်းနေပါအတားအဆီးတွေကြုံလာရင်လဲဒူဘီတံဘီစိတ်နဲ့ဆက်လျှောက်နေလိုက်ပါမိတ်ဆွေဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ကိုတွေ့အကြောင်းအရာလေးတွေကိုနည်းငယ်ရှင်းပြမယ်နော်ကျွန်တော်အဲ့လိုမျိုးကိုကိုကိုပြန်ရှာဖွေကြည့်တဲ့အခါမှာကျွန်တော်စာရေးရတာစာဖတ်ရတာကိုအရင်နှစ်သက်တယ်အခုလိုမျိုးကိုသိထားတဲ့အကျိုးရှိစေမယ့်အကြောင်းအရာတွေကိုပြန်ပြီးတော့ sharing လုပ်ပေးနေရတာကိုစိတ်ဝင်စားတယ်ကြည်ကြည်နက်နက်ကိုလုံနိုင်တယ်ဆိုတာကိုသိရှိလာရတယ် တခြားသူတွေကိုမျှဝေဖို့အတွက်ဝမ်းစာဖြစ်ရင်းနဲ့ပဲကိုယ်တိုင်လက်တိုးတက်မှုတွေကို ခံစားလာရတယ်ဆိုတာပါပဲမိษွေတို့ကိုနောက်ဆုံးအနေနဲ့မျှဝေလိုတာကတော့မိမိကိုမိမိပြန်လဲရှာဖွေခြင်းဟာတနေ့တည်းမှာပဲပြီးဆုံးမဲ့ခရီးစဉ်မဟုတ်ဘူးဒါဟာအမြဲတမ်းကြိုးစားနေရမယ့်တိုးတက်မှုခရီးစဉ်တစ်ခုပါပဲတင့်ရဲ့ရင်ထဲကတင့်ကိုဘာပြောချင်နေလဲဆိုတာကိုငြိမ်ပြီးတော့နားထောင်ပေးလိုက်ပါမိษွေများခင်ဗျာ မိတ်ဆွေများအားလုံးပူပျော်ရွှင်သောပူတိုးတဲ့သောဘဝများပိုင်ဆိုင်ကြပါစေဆုတောင်းလေစေတနာများစွာဖြင့်မိုးခင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးမိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်း comment မှာရေးပေးခဲ့နိုင်ပါတယ်နောက်ထပ်အကျိုးရှိစေမယ့်ဗီဒီယိုတွေကိုနားထောင်ရအောင် channel ကိုလည်း subscribe လုပ်ခဲ့နိုင်ပါတယ်ခင်ဗျာဗီဒီယိုကိုစောင့်တည်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့